ကလေးခုလိုဖြစ်သွားတာကျွန်တော်တို့အားလုံးရဲ့ချူရင်းချက်ကြောင့်ပါကလေးအတွက်လည်းကျွန်တော်တကယ်ကိုစိတ်မကောင်းပါဘူးဟုတ်ကဲ့ပါကျွန်တော်လည်းစိတ်မကောင်းပါဘူး င်းတို့ကတရားဆွဲခံမှာကြောက်လို့လာတောင်းမှန်တာမဟုတ်လားဟမ်မင်းတို့ရဲ့ချိုးရင်းမှုကြောင့်နေမဟုတ်ဘူးကွာမင်းတို့ပေါ်ဆောက်မှုကြောင့်ဖြစ်ခဲ့ရတာမင်းတို့တွေပေါ်ဆောက်လို့ဖြစ်ခဲ့ရတဲ့ကိစ္စတခုကိုတောင်းမှန်မှာဆိုတဲ့စကားတစ်ခုနဲ့ငါကြေးရမှာလားအဲ့ဒါမိလို့ချင် ခုမှလူ့ဘဝတွေကိုရောက်လာတာကွာပြစ်မရှိတဲ့ငါသမီးလေးကလူ့ဘဝတွေကိုအပြစ်ကင်းကင်းလေးနဲ့ရောက်လာမှာမဟုတ်ဘူးလားဟမ်ကိုရောမင်းတို့ရယ်မင်းတို့ရယ်မင်းတို့ရယ်ကြောင့်အသမီးလေးမှာပြင်နာဆိုင်နဲ့ရောက်လာခဲ့ရတယ်။မယောင်မင်းတို့ရယ်ရလေဆရာကလောကမှာလောကမရှိတဲ့နေကောင်နေ မင်းတို့တွေကြောင့်နောက်လူတွေဒုက္ခမရအောင်လုပ်ပြမယ်။အလုပ်ပြမယ်။ဝေထုံတော်ရံမင်းစကားတွေတအားလုံးနေပြီနော်။မေးမေးခွင့်နဲ့ခွင့်လို့ကျွန်တော်တို့ခွင့်မလွတ်နိုင်ဘူး။ရပါတယ် ကလေးဖေတယောက်နေနေသူဒီလောက်တော့ဒေါသထွက်မှာပေါ့ကျွန်တော်ကောင်းကောင်းနားလဲပါတယ်ကျွန်တော်ကိုလှုပ်ထားတဲ့အပြစ်တွေလည်းဟိုတောင်းယူပါမယ်အခုကလေးမျိုးကလူနာရှင်တွေကိုကျွန်တော်နှုတ်ညွတ်တောင်းပါတယ် လောက်ပြောပြစီကလေးမျက်နှာဓာတ်ထိသွားတာကျွန်တော်ကြောင့်ပါကျွန်တော်အရေးချင်းမပြည့်လို့ခုလိုဖြစ်သွားတာပါခွင့်မလို့ဘူးဆိုရင်လည်းကျွန်တော်ခွင့်မလို့ပါနဲ့တရားစွဲမယ်ဆိုလည်းကျွန်တော်ပဲစွဲပါချစ်ကိုကျွန်တော်တော့ပြဿနာကို ကြီးကြီးမားမားဖြစ်စေခြင်းဆရာတို့မတော်စားဖြစ်သွားရလို့လေကျွန်တော်ယုံပါတယ်ပြီးတော့ကျွန်တော်ကိုတွက်လေကျွန်တော်တောင်းပန်ပါတယ်ရပါတယ်ကျွန်တော်နားလဲပေးလို့ကျေးဇူးပါ ြစ်ခဲ့တာရဲ့အားလုံးအတွက်မင်းတို့အားလုံးစိတ်မကောင်းဖြစ်နေမယ်ဆိုတော့ဆရာကောင်းကောင်းနားလည်ပါတယ်ဒါပေမဲ့အဲ့လူနာတယောက်အတွက်စိတ်မကောင်းဖြစ်နေမယ်ဆိုရင်နောက်လူနာအတွက်လောက်ရမယ်တာဝန်တွေအကုန်လုံးလက်ဟင်းကုန်မယ်နော် မမာတော့ရှိနေမတည်တော့စေးတမားတဲ့မင်းတို့အားလုံးရဲ့ဘဝမှာဒီလိုအမားမျိုးဆိုတာနောက်ထပ်အများကြီးကြုံရအောင်ပါစိတ်ထဲမှာအလောက်ကြီးခံစားမနေကြနဲ့လို့ဆရာရှိရဲ့လို့ဆက်လုပ်ဖို့အတွက်ပြင်ဆင်ရအောင်မယ်ဟုတ်တယ်မလား

နောက်ပြီးကျွန်တော်ကြောင့်ဒီမလူတွေကိုလည်းနာမည်ပြတ်တာတွေမဖြစ်စေချင်ကျွန်တော်ကိုယ်တိုင်ပဲခေါင်းခံပြီးဖြစ်ရှင်းလိုက်ခြင်းတယ်အဲ့တော့ကျွန်တော်ဘယ်လိုဖြစ်ရှင်းရမလဲတော်ဤကိုခွဲတော့ဟာ ခွဲခန်းထဲမှာချစ်ကိုတို့တယောက်တည်းရှိရလားချစ်ကိုကဥဆောင်ပြီးခွဲပေးတယ်လို့နော်အရှိကခွဲဖို့တည်းမပြင်စင်ရဟုတ်လားဆရာရဲ့စာကြီးရဲ့ချစ်ကိုကိုခွဲတဲ့နေရာမှာဝိုင်းကိုရတယ်လေဟုတ်တယ်မလားခွဲစိတ်မှုအောင်မြင်သွားရင်တော့ငါတို့အားလုံးအတူတူလုပ်တယ်ဆိုပြီးတော့ပြောကြတယ် ဒီလိုကိစ္စဖြစ်တော့မှချစ်ကိုတယောက်တည်းခေါင်းခံတယ်ဆိုတာသဘာဝကြလားချစ်ကိုကဆရာလိုတစ်ချိန်ညရဲ့ OG ဖြစ်မှာနော်အဲ့ခါကြရင်ချစ်ကိုကိုလက်အောက်ကဆရာဝင်တယောက်ကိုအခုလိုမျိုးပဲခေါင်းရှောင်ပြီးတော့တာဝန်ယူခိုင်းပါလားဟဲ့လို့မဟုတ်ဘူးချစ်ကိုရဲ့ ဒီ case ကိုငါတို့အားလုံးတူတူခွဲရတဲ့အတွက်ကြောင့်ငါတို့အားလုံးမှာတာဝန်ရှိတယ်တူတူဖြည့်ရှင်းရမှာအဲ့မှာငါအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်ငါဥဆောင်ပြီးဖြည့်ရှင်းမယ်ကျန်တဲ့သူတွေအကုန်လုံးကငါနောက်ကလိုက်ပြီးဖြည့်ရှင်းပေးရမယ်လေဟမ်ခုလိုစိတ်ညစ်နေလို့ဘာထူးမှာလဲဒီကိစ္စတစ်ခုဖြစ်တာ哦 အလုံးမလုံးနိုင်လောက်အလောက်ထိစိတ်ညစ်နေမယ်ဆိုရင်ဘယ်တော့တည်းတင်ချက်ကိုမကိုင်းနဲ့တော့ဆရာတပည့်တွေကအလောက်ထိပျော့ညံ့နေအောင်ဆရာလက်မခံနိုင်အောင်အော်လောရမယ်အများကြီးပဲမလားအခု round တော့မယ်နောက်ကျနေပြီဆရာ round မို့တော့ထည့်ရအောင်နေမယ်အေးဟန်က round မို့တက်ပြင်ဆင်တာနော်တော့ရှိ ထော်လီပြင်လာလိုက်တော့ဟုတ်ကဲ့ဆရာ brown mode list တွေရှိရမှာဟုတ်ကဲ့ဆရာလူနာကိုတေချာစုတာနော်ဟုတ်လက်ပြခွဲမဲ့စီရင်လည်းရှိရမှာဟုတ်ကဲ့ခွဲရမဲ့ဟာတွေလုပ်ဖို့အတွက် pre op ကိုစာကြည့်ပြင်ဟုတ်ဆရာဆရာဆောင်းနေမယ်နော်

哇、啊 ကုန်းအကုန်စားကြရှာအောင်ကောင်းအောင်စားအောင်မပေါ့ကိုယ်ခဏနေလဲစားကြည့်လို့ခက်ခန်းထောက်ဝင်အောင်ပါမလားကုန်းစားကြတော့အကုန်ခုချိန်မှာလို့တွေ့ရနေခန်းစားနေရမလဲဆိုတာစားကြည့်ဝင်ပြီးမခန်းစားနိုင်ပြီမဲ့လေအခုကိုကြုံနေရတဲ့အခြေအနေရောစာကြီးနားလေပါရဲ့ စားစားရှိရတော့အကုန်လုံးစားလိုက်နော်အခုနော်စာကြီးလည်းစားချင်တယ်မရှိဘူးမစားတော့ဘူးစာကြီးအဲ့ဆိုအကိုကရော င်ဝင်းစင်တကယ်ကြီးပြောအေးရောင်ညင်ညင်မဖေးဆိုမတော့လားတော့ပြပါကွာဒီမှာဂျူလီတစ်ဖက်နဲ့ဆို Facebook မှာမင်းတို့သတင်းတွေပြန့်နေပြီကလေးပေးတင်ထားလဲကြည့်ကြည့်လိုက်မင်းတို့လည်းဝိုင်းမီဆဲထားကြတာအများကြီးပဲအမေကို link share ပေးလိုက်မင်းတစ်ချက်ကြည့်ကြည့်လိုက်အေးအေးငင်းကျေးဇူးပဲကွာအပြန်ကြည့်လိုက်မယ်နော်အေးဟာဒါပဲနော် ရည်သာတလေဘဝရိုးစီစဉ်နေကလေးဖေရဲ့ post ကိုဖတ်ပြပါလိုက်အကိုရိုးပြဿနာတက်နေတဲ့အချိန်မှာအခုလောတခြားဘက်ကိုပြောင်းအောင်စာကြည့်စိတ်တယ်မကောင်း professor ကဆရာခေါ်ခိုင်းလိုက်တယ်နေ့ရက်ကအိုကြီးလာဒီ post ကိုဖတ်ကြည့်လိုက်ပါမခွေးကနေဆိုတော့ငါ့မှာတောင်းရင်အပြည့်ရှိတာပါ ဒီလိုတာဝန်ယူတဲ့စကားမျိုးပြောဖို့ဆိုတာတော့လွယ်တာအမှန်ပဲအမေတို့ကအားလုံးပြင်ပြီးပြီးသားရဲ့လာမပေါ့အမေကအရန်တွေ့ကျင်နေတာလာမအလင်းတန်းတွေချစ်ထားတယ်မနက်ခင်းတစ်ခုရောက်လာမေမျောလင်းခြင်းကိုစီနေ လူတချို့လဲရောက်လာမယ် ဆောင်ရဲ့